တားသမီးတို့အားလုံးမင်္ဂလာပါတီချဲနာမည်ကတီချဲစုမောမှာတီချဲကဒီနေ့ပထမတန်းဇာရိတာနဲ့ပြည်သူနေတိဆိုတဲ့ဘာသာရပ်ထဲဟာသင်ငန်းစာနှင်းလူကြီးမိဘများကိုကူညီပါဆိုတဲ့သင်ငန်းစာလေးကိုသင်ကြားပေးသွားမှာပါ ဒီစားသင်ချိန်လေးမှာတော့တိချက်ကလူကြီးမိဘတွေကိုကုညီနိုင်မဲ့နီးလန်းနေရဲ့လူကြီးမိဘတွေကို အလိုက်တသိနဲ့ကုညီရမယ့်အကြောင်းလေးကိုပုံလေးနဲ့တကွာပြောပြပေးသွားမှာနော်။ကဲဒါဆိုလို့ရှိရင်ပုံလေးကိုကြည့်ပါဦး။ပုံတက်မှာဆိုလို့ရှိရင်ကာမလေးကအသက်ကြီးတဲ့ဖိုးဖိုးကိုကူပြီးတော့တွဲပြီးတော့လမ်းလျှောက်ပေးနေတယ်။ပုံက ာဆိုလို့ရှိရင်ဖွားဖွားကမုန်းလာတဲ့အခါမှာရေခတ်တိုက်တယ်။အော်ပုံသုံးမှာဆိုလို့ရှိရင်လူကြီးမိဘတွေကိုပစ္စည်းတွေကူပြီးတော့တဲပေးတယ်၊ကူပြီးတော့ယူပေးတယ်။အော်ပုံလေးရကြတော့မမေကအဝတ်တွေလှမ်းနေတယ်၊မမေဖြစ်ဖြစ်ဒေါ်လေးဖြစ်ဖြစ်ရှော်ပီးသားအဝတ်တွေလှမ်းနေတာကိုကူညီပေးနေတယ်။ ။အော်ပုံနံပါတ်5ဆိုလို့ရှိရင်တော့ဖို့ဖို့ကထတဲ့အခါအကူကြီးလိုတဲ့အခါမှာကူညီပေးတယ်ပုံ6ဆိုလို့ရှိရင်ဖဖွားကအလေးသေးလာတယ်သူကဝိုင်းပြီးတော့သွားကူပြီးတော့ဆွဲပေးတယ်ပုံ9မှာဆိုလို့ရှိရင်ဖဖေကပန်းပင်လေးကိုစိုက်နေတယ်အဲ့ခါကျတော့မမီလေးကရေဝိုင်းလောင်းပေးတယ်ဩပုံ10မှာဆိုရင်မမေကတပြက်စီးတွေလှဲနေတဲ့အခါကျတော့တသားလေးကအမိုက်တွေကိုကူပြီးတော့ဂျုံပေးတယ် ။နော်ကဲဒါဆိုလို့ရှိရင်ကဲတားတို့သမီးတို့ရောအိမ်မှာရှိတဲ့လူကြီးမိဘတွေကိုဘာတွေလုပ်ပေးလဲလူကြီးမိဘတွေကမခိုင်းမဲနဲ့ကိုယ်တိုင်အသီးစိတ်နဲ့ကူညီပေးခဲ့တဲ့အပြုအမူတိုင်းကလိမ္မာရင်ကျေးပြီးတော့ကောင်းတဲ့အပြုအမူဖြစ်လို့လူတိုင်းလှူဆောင်ရမယ်နော်ကဲဒီသင်ခန်းစာလေးကတော့ဒီလောက်ပါပဲတိချက်နဲ့နောက်သင်ခန်းစာတစ်ခုမှပြန်ဆောင်ကြမယ်နော်